မြန်မာနိုင်ငံရဲ့လူခွင့်ရေးပြည်ထနာကိုအရေးတကြီးအာရုံစိုက်ပေးကြဖို့ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာကော်မရှင်နာမင်းကြီးဘော်ကာတက်ကမင်းနေ့ရက်မှာတိုက်တွန်းလိုက်ပြီးမြန်မာပြည်သူတွေဟာတိုက်ခိုက်မှုတွေနဲ့မကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်စားတဲ့ရိတ်ခါရေအမိုးအကာငင်းချင်ရင်နဲ့အကာအကွယ်ပေးမှုလိုအပ်နေတယ်လို့ပြောကြားထားပါသည်။ငလျင်လှုပ်ခတ်ပြီးတဲ့နောက်အပြည့်ရစဲကြောင့်ပြင်ညာထားပြီးနောက်မှာတော့အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပြီးရဲသားတွေထိခိုက်ခံစားနေရတယ်လို့အကြီးအကဲဘော်ကာတက်ကပြောပါသည်။ နိုင်ငံတော်အတိုက်ခိုက်မှုအဆုံးသတ်ရေးစစ်မှန်တဲ့အမြဲတမ်းသဘောတူညီမှုတည်းရဲ့အကောင့်ထဲပေါ်ဖို့လိုအပ်နေပြီးအရက်သားအုပ်ချုပ်မှုစီပြန်သွားဖို့လိုအပ်နေတယ်လို့သူကပြောပါတယ်။ကဘာကြီးမှာလက်ရှိပြဿနာတွေအများကြီးဖြစ်ပေါ်နေပေမဲ့မြန်မာပြည်သူတွေရဲ့ထိခိုက်ခံစားရမှုကိုဥပိ္ပခါပြုထားလို့မရဘူးလို့အကြီးအကဲတက်ကပြောပါတယ်။စစ်ကောင်စီအနေနဲ့ရက်သားတွေကိုတိုက်ခိုက်နေမှုချက်ချင်းရက်တန့်ဖို့တောင်းဆိုထားပြီးမြန်မာပြည်သူတွေဟာစားနပ်ရိက္ခာတွေရေနဲ့အမိုးကာတွေလိုအပ်နေတယ်လို့သူကပြောပါတယ်။ မြန်မာပြည်သူတွေဟာငင်းကြဲင်းနဲ့အကာအကွယ်ပေးမှုလိုအပ်နေပြီးရရှိမှဖြစ်မယ်လို့အကြီးကဲတက်ကဖြည့်ဆွတ်ပြောကြားထားပါတယ်စစ်ကောင်စီကအပြည့်အကြောင်းဧပြီလ2ရက်မှာကြေညာခဲ့ပြီးပြီးခဲ့တဲ့သတင်းဘက်ကတက်တန်းတိုးခဲ့ပြီးမယ်ဧပြီလ30ညတကောင်မှာတက်တန်းကုန်ဆုံးသွားခဲ့ပြီးဖြစ်ပါတယ်အပြည့်ရထားတယ်လို့စစ်တပ်ကကြေညာခဲ့ပြီးမယ်လေကြောင်းတက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပြီးရက်သားတည်ဆုံမှု200ကျော်ရှိခဲ့ပါတယ်ငလင်လှုပ်ပြီးတဲ့နောက်စစ်တပ်ကလေကြောင်းတက်ခိုက်မှု243ကျင်းပြုလုပ်ခဲ့ပြီးရက်သား200ကျော်တည်ဆုံခဲ့ရပါတယ် တိုက်ခိုက်မှုအများစုဟာအပြစ်ရဲ့အကြောင်းသဘောတူညီမှုအတတ်ဝင်ပြီးတဲ့နောက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့အကြီးအကဲတပ်ကပြောဆိုထားတာဖြစ်ပါတယ်။